တကယ်ကြက်မှတ်တဲ့ခန်းစစ်နှစ်ထပ်သုံးထပ်လောက်ကိုဝိုင်းလိုက်ရအောင်ဂိုးသွင်းနိုင်နေဆိုတာကတော့သူ့ရဲ့စွမ်းဆောင်ရည်တဝက်ပါသလိုနောက်တစ်ချက်ကဒီဘရိုင်းနာရဲ့ပေးပို့မှုကောင်းတဲ့အချက်တွေကြောင့်အလုံးကပေါင်းပြီးတော့တိုင်ပင်ကိုက်သွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ခွိုင်းလွန်ဝင်အာသာချက်ကိုကိုတီးရတိတိတဲ့အခါမှာကိုတီးရအဲ့ပုံစံနဲ့သူကစားခိုင်းတယ်ခွိုင်းလွန်စီဘောလုံးကိုရအောင်ပို့ခိုင်းတယ်ပေါ့နော်ပို့ပြီးတော့ခွိုင်းလွန်ကိုပြေးထွက်လာပဲဖြစ်ဖြစ်ခွိုင်းလွန်ဘောလုံးရောက်သွားလို့ကင်ထားတယ်ဆိုရင်တော့မသူနီနီနားမှာကတွဲကြကစားမှရှိနေတာကိုလည်းကျွန်တော်မြင်ရပြန်တယ်ပေါ့နော် အားသာဝန်ထမ်းရှင်ပြည်တယ်များလို့မြင်တာပါ deployment spot ကနေပြင်နေကြိုးဆိုလိုက်ပါတယ်ဒီခါကျွန်တော်တို့ပြပြသွားမယ့်အကြောင်းအရာကတော့ while learning အကြောင်းအရာပဲဖြစ်ပါတယ်ဗျာမြင်လာပါကျွန်တော်ရေမင်္ဂလာပါကျွန်တော်ပြပြခြင်းတဲ့အကြောင်းအရာကတော့ဒီ while learning ကိုရိအရင်ရနေရပါတော့ဒီဘက်မှာကျွန်တော်တို့ကဒီ file လောက်ကစားနေတဲ့ series ရဲ့လေးစင်တန်းကြောက်လားဒါမှမဟုတ်ဒီ brand ကြောက်လားပေါ့ဒီဘက်မှာကိုယ့်ရဲ့အမြင်လေးနဲ့စလိုက်ချင်ပါတယ်ဗျအဲပထမဆုံးတော့ကျွန်တော်တို့ Napoli တိုက်စစ်မှုပေါ့နော် Manchester United ကလုံးနဲ့ပြောင်းလာတဲ့ white line ကိုကျွန်တော်စပြီးပြောခြင်းတယ် white line ရဲ့ ဇင်မြင့်အစ်စ်ပေါ့နော်ဇင်မြင့်အစ်စ်ကမန်ယူမရောက်ခင်မှာအတလန်တာကနေလာတယ်ဟုတ်ပါဘူးအဲ့တော့မိခင်အိမ်ကိုပြန်တဲ့ကစားသမားတယောက်ရဲ့ခြေစွမ်းပြနိုင်မှုအပေါ်မှာတော့ကျွန်တော်တန်တရားမရှိဘူးဒါပထမဆုံးတစ်ချက်နောက်တစ်ချက်ကဘာလဲဆိုတော့ Wildland ဒီ Premier League မှာသူတာဝန်ယူပြီးတော့ကစားခဲ့တဲ့အချိန်မှာသူပြုပြင်ပြောင်းလဲရတဲ့ဟာတွေကအများကြီးပဲကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲသူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနောက်ပြီးတော့မြန်နှုံးမြင့်ကစားဟန်ကိုဟို Manchester United နဲ့အသားကြောင်းအောင်လုပ်ရတဲ့အပိုင်း ်နောက်ပြီးပရီးမီးယားလိလိုမျိုးတစ်ချက်ထိအမြန်ပေးကစားရတဲ့ပုံစံတွေကသူ့မှာထပ်ပြီးတော့ကစားသမားအရင်သွေးပေါ်ထပ်ဆောင်မြင့်သွားတဲ့အရာလို့တော့ကျွန်တော်မြင်တယ်အခုအိမ်ပြန်လာတဲ့သားကိုကြည့်မယ်ဆိုလို့ရှိရင် CIS A အခုနာပိုလီကိုရောက်တဲ့အခါကျတော့ကွန်တီဒီပရီးမီးယားလိကနေလာတဲ့သူအသင်းမှာလည်းပရီးမီးယားလိကစားသမားတွေရှိတယ်နောက်ပြီးတော့ဝိုက်လန်းဒီလည်းပဲနာပိုလီမှာနောက်ထပ်တကြောပြန် CIS A ကိုရောက်လာတဲ့သူတွေဆိုတော့သူနဲ့ဆက်ဟမိသွားတယ်လို့ကျွန်တော်ပထမဆုံးပြောချင်တဲ့တစ်ချက်ပေါ့နော်သူကိုယ်တိုင်ဂိုးတွေဘာကြောင့်ရနေသလဲဆိုတော့သူကတခြား talent player တွေလိုမျိုး striker တွေလိုမျိုး ရေသွေးမြင့်တဲ့သူတော့မဟုတ်ဘူး။သူကကြတော့ဘယ်လိုပြောရမလဲ။အာ natural striker လို့ပြောရမှာပေါ့နော်။တဘာဝတဘာဝနဲ့ပဲသူ့အသူတိဆောက်ပြီးတော့တဘာဝကြကြတိုက်စစ်မှုတယောက်လို့တော့ကျွန်တော်ပြောရမယ်။သူစူးစမ်းတွေရုံးကန်ရဲနဲ့ဖြစ်လာတဲ့တိုက်စစ်မှု၊သူလေးလံနေဒါပေမဲ့ဂိုးသွင်းတဲ့ sense ကတော့သူ့မှာတော့ရှိတယ်။အဲ့တော့သူ series အိမ်မှာညံနှုံးကလည်းဒီလောက်မမြန်ဘူးနောက်ပြီးတော့ space တွေယူတဲ့အပိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအချိန်တစ်ခုအတွင်းမှာသူနေရာယူခွင့်အချိန်လေးတွေရှိတယ်ဆိုတော့ စီးတီးစိမ်မှာဂိုးရတဲ့အပိုင်းမှာဒီအချက်တွေကသူ့အတွက် easy ဖြစ်နေတာပထမဆုံးတစ်ချက်အဲနောက်တစ်ချက်ကသူကျွမ်းကျင်လို့ဂိုးရတယ်လို့တော့ဟိုတဝက်လောက်တော့ပြောလို့ရမယ်ဒါပေမဲ့နောက်တဝက်ကဘာလဲဆိုတော့ဟိုပါပေါ့ညီလေးဟိုမန်စီးတီးကနေပြောင်းလာတဲ့ဒီဘရိုင်းနာပေါ့ဒီဘရိုင်းနာရဲ့စူးစားအားထုတ်မှုနောက်ပြီးတိုင်မဲမှန်မှုအကွက်မြင်မြဲပေးပို့နိုင်မှုတိကျမှုဒီ scale တွေကောင်းတဲ့အတွက်ကြောင့်မလို့ဒီနှစ်ယောက်ရဲ့ချိတ်ဆက်မှုအပိုင်းကတော်တော်ကြီးကိုနာပိုလီမှာအကျိုးပြုတယ်လို့တော့ကျွန်တော်စပြီးခံစားရတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် sporting နဲ့ကစားသွားတဲ့ ်ချန်ပီယံလိပွဲပေါ့เนาะဒါကိုတော်တော်များများလေး highlight လုပ်ကြတယ်ပွိုင်လန်းကိုဒီ De Bruyne ကပုံစံမတူတဲ့အနေထားနှစ်ခုနဲ့ support ပေးတယ်နှစ်ဂိုးလုံးဂိုးဖြစ်ပြောင်းလဲသွားတယ်အဲ့ဒီပွဲမှာပဲထူးထူးခြားခြားသူတို့ရဲ့ rating သတ်မှတ်ချက်ကိုကြည့်မယ်ဆိုလို့ရှင် De Bruyne ဒီ8.8ရတယ်တကယ်ကိုရှာရှာပါပါเนาะအဲနောက်ပြီးတော့ကျွန်တော်တို့ပွိုင်လန်းကိုပြန်ကြည့်မယ်ဆိုလို့ရှင်လေပွိုင်လန်းကလည်း8.7ထိရတယ်အာမစိုးဘူးတကယ်ကိုမိုက်တယ် amazing နေအဲ့တော့ကျွန်တော်တို့봐သွားမြင်လဲဆိုတော့ City City ကစားတာလီအာဖြင့်ကြည့်မယ်ဆိုလို့ရှင်အစင်တန်းနိုင်တယ်လို့တော့ကျွန်တော်တို့မခံယူဘူး တကြောပြန်လာတဲ့ series တွေလို့တော့ပြောလို့ရမယ်ပေါ့နော်နောက်ပြီးတော့ cancel ကလည်းတအားကို impact ဖြစ်ပြီးတော့ cancel အသားပေးတဲ့ league မှာဂိုးရတယ်ဆိုတော့တခြား league တွေထပ်ပို့ပြီးတော့ခတ်တယ်အဲ့ဒီလိုမျိုးနေရာမှာ city save နိုင်တယ်လို့တော့ပြောလို့တော့မရဘူး city save တည်းလည်းသူတို့နောက်တစ်ချောပြန်သွားနေတဲ့အတွက်ကြောင့်မလို့ league center အားဖြင့်တော့တစ်ချိန်တုန်းကလုပ်ပွဲပြဿနာတွေကြောင့်ဒါ UEFA တို့ဘာလို့ကနေပြီးတော့သူတို့ ban လိုက်တဲ့အတွက်အနေငယ်မှိမ့်မိန်သွားတာတော့ရှိတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာကျတော့တဖြည်းဖြည်းပြုပြင်ပြောင်းလဲနေတဲ့ league အဆင့်ကတော့ပြန်ပြီးတော့ကောင်းလာပြီ အဲ့ဒါကြောင့်မလို့ series တွေနဲ့ပတ်သက်ရင်တော့ series တွေကတော့ lease မနိုင်ဘူးခန်းစစ်တအားကျဉ်းတဲ့သူတွေနဲ့စုဖွဲ့ထားတဲ့အတွက်ဝိုင်လန်းနဲ့ပြဆက်မယ်ဆိုလို့ရှိရင်တကယ်ကြက်မှတ်တဲ့ခန်းစစ်နှစ်ထပ်သုံးထပ်လောက်ကိုဝိုင်လန်းရအောင်ဂိုးသွင်းနိုင်တယ်ဆိုတာကတော့သူ့ရဲ့စွမ်းဆောင်ရည်တဝက်ပါသလိုနောက်တစ်ချက်ကဒီဘရိုင်းနာရဲ့ပေးပို့မှုကောင်းတဲ့အချက်တွေကြောင့်အားလုံးကပေါင်းပြီးတော့တိုင်ပင်ကိုက်သွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။နောက်ဆုံးတစ်ချက်ကိုပြောဟေးဆိုရင်ကွန်တီရဲ့ညံကောင်းခြင်းပဲ။ကွန်တီရဲ့ညံကောင်းခြင်းကိုကျွန်တော်ရှော့တွက်လို့မရဘူး။ နာပိုလီမှာကြည့်မယ်ဆိုလို့ရှိရင်ပရီးမီးယားလိဂ်ကစားသမားပွဲထွက်၁၁ယောက်မှာအနည်းဆုံးမရှိဘူးဆို9ယောက်6ယောက်လောက်ကပါနေတတ်တယ်ဆိုတာလည်းကျွန်တော်မေးထားလို့မရဘူးအဲ့တော့သူတို့ရဲ့ကစားဟန်နဲ့အသားတကျဖြစ်တဲ့ series A လို့နည်းနည်းလေးလေးပြီးတော့ခန်းစစ်ကြစ်လက်တဲ့ league တစ်ခုမှာတော့တကယ်လို့သုံးဝင်ပြီးတော့အခုနော် white line တို့ dribbler တို့ရဲ့ကောင်းမွန်မှုတွေကြောင့်ကစားသမားတခြားကစားသမားတွေရဲ့ပံ့ပိုးမှုတွေကြောင့်နီးပြတ်သွန်သွင်းမှုတွေကြောင့်အားလုံးအဆင်ပြေချောမွေတယ်လို့ပဲမြင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီကစားသမားတစ်ယောက်ကောင်းဖို့ဆိုရင်တော့ဒီ Togo Ran ကလည်း ကောင်းနေဘူးလို့လို့ဟုတ်ကဲ့ပါနောက်တစ်ခုကျတော့ဒီအတင်းရဲ့အတင်းပေါ့သူ့ရဲ့ပတ်ဝန်းကျင်ကလည်းကောင်းနေဖို့လို့တို့ကန်တရားရဲ့ဖိမမှုကလည်းလိုအပ်တယ်လို့ကျွန်တော်ကတော့ခံယူရတာပေါ့နော်လက်ရှိမှာကျတော့ဒီဒီ white white land white land မှာကျတော့ဒီဟာအကုန်လုံးကပြည့်စုံတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီမှာဆိုရင်တော့ကျွန်တော်က lead အဆင့်တန်းနဲ့စာရင်ပေါ့နော်ကျွန်တော်ပို့ပြီးတော့ highlight လုပ်ချင်တာကကျွန်တော် conti နဲ့ဒီ brand ကြောင့်လို့တော့ကျွန်တော်ကတော့ပို့ပြီးတော့မြင်နေပေါ့နော်ဟုတ်ကဲ့ပါဒီနေရာမှာ United မှာသူ Highland ကအဆင်မပြေခဲ့တာလားဆိုတော့လေသူအဆင်ပြေခဲ့တဲ့ကာလတော့ရှိရေပေါ့ နောက်ပိုင်းမှာတော့သူ United ရဲ့ကစားပုံเนี่ยဘလို့မှမလိုက်ဖတ်တော့တာလို့ပေါ့เนาะကျွန်တော်ကတော့မြင်တယ်ပေါ့เนาะဒီတန်းလက်ထက်ကထင်ပါတယ်ဒီနောက်24နှစ်ဆမှာပေါ့เนาะဒီ Huawei ကိုးတွေစက်တိုက်ပြီးတွင်းခဲ့တဲ့ကာလာတစ်ခုရှိခဲ့ဘူးတယ်အဲ့ကာလာမှာပဲသူတန်းရရွားတဲ့အချိန်ပေါ့เนาะအဲ့တော့အစဉ်ပြေနေတဲ့ကာလာမှာတန်းရွားတာကလည်းသူတော့မကောင်းပေါ့เนาะဟုတ်ပါတယ်အဲ့နောက်ပိုင်းမှာတော်တော်လေးဟိုမှာသူ Huawei ကအစဉ်မပြေတော့ဘူး United မှာဆိုလည်း Huawei ကသူ့ရဲ့ physical ကိုသူရတဲ့ပို့ပြီးတော့အကူလုံးနေပေါ့เนาะ ဒီ Premier League မှာကဒီနောက်ခံလူတော်များများက physical အရန်ကိုစိတ်ချရတယ်ဟုတ်ပါတယ်အဲ့လိုမျိုးတိုးလို့မရတဲ့ပုံစံမျိုးပေါ့နော်ဒါကသူ့ရဲ့ပို့ပြီးတော့အားနှက်ချက်တွေပို့ပြီးတော့ညင်သာစေတယ်နောက်တစ်ခုကတော့ तू ကဒီ drop တိအရန်ဆင်းလို့ရပေါ့နော် drop တိဆင်းပြီးတော့ဘောလုံးပြန်ပြီးဆင်းမှုကြိုးစားတယ်ဒါတွေကသူ့ရဲ့အားစာချက်တော့မဟုတ်ဘူးပေါ့နော်ဒီအချက်ကိုလည်း Ronnie ကိုတိုင်က United ကတည်းကတက်ဆက်မှု Ronnie ကိုတိုင်ကထောက်ပြခဲ့တယ်ပေါ့နော် तू ကအရန်ကိုဘောလုံးတောင်းလွန်အားကြည့်တယ်အလယ်တိဆင်းတယ်ပြီးရင်အဲ့လိုမျိုးဆင်းပြီးတော့ပြန်ပြီးတွဲတာတော့ကောင်းတယ်ဟုတ်ကဲ့ပါ အချိန်မီ area တဲ့ပြန်မြောက်တဲ့ခါမှာတော့ဒီဂိုးရဖို့ဝေးလာတယ်ပေါ့နော်ဂိုးမြတဲ့ခါမှာတော့ United မှာဂိုးမရဖို့ဆိုတော့ဒါ PR တွေဝင်လာမယ် PR တွေရနောက်မှာဆိုတော့သူတစ်ဖြည်းဖြည်းနဲ့ယုံကြည်ချက်ပါပျောက်သွားပြီးတော့ဒီ United ကထွက်သွားတဲ့ပုံစံမျိုးပေါ့နော်ဟုတ်ကဲ့အဓိကသူ့ရဲ့အားသာချက်ကကျတော့သူကဒီပြေးထွက်တဲ့ပိုင်းဒီလမ်းကြောင်းတွေတိုးဝင်လာတယ်မှာအရင်အားကောင်းတယ်အချိန်လည်းရှိရဲတိုးအားလည်းရှိရဲပြင်သူရဲ့ကြက်ခိုင်မှုကလည်းကောင်းနေခါမှာလားအဲ့လိုပြေးထွက်သွားပြီဆိုရင်တော့တားဖို့ကတော့ခက်တယ်ပေါ့နော်ဟုတ်ပါတယ်တားလိုက်ပြီဆိုရင်လည်းဒါအော်တိုဖောင်းပဲအဲ့လိုပုံစံမျိုးတော့ရှိတယ် ယူနိုက်တက်မှာကျတော့ तू ကအဲ့လိုလုပ်ဖို့မကြိုးစားဘဲနဲ့ဒီဘောလုံးစင်းစင်းယူတဲ့ပုံစံမျိုးပေါ့နော်ချက်ချင်းကင်ဘောလုံးကိုယူပြီးသွားရင် तू ကင်ဖို့ကြိုးစားတယ်ပေါ့နော်အဲ့ဒီအချိန်မှာဘာသွားတွေ့ရလဲဆိုတော့ तू ဘောလုံးရနေရဲ့အချိန်မှာ तू ဘေးနားမှာတောင်းမှမရှိတဲ့ပုံစံမျိုးပေါ့အတင်းပေါ်ကြီးမရှိဘူးပေါ့နော် तू တော်တဲ့ isolated ဖြစ်နေတဲ့ပုံစံမျိုးကိုကျွန်တော်သွားပြီးတော့မြင်ရတယ်ဒီ Sasco ဆန္ဒလန်းနဲ့ပွဲမှာကစားသွားတဲ့ပုံစံမျိုးပေါ့နော် तू စင်းလာတယ် तू တွဲဖို့ကြိုးစားတယ်ခွိုင်းလုံးအဲ့လိုမျိုးပုံစံမျိုးလုပ်ဖို့ကြိုးစားခဲ့ပေမဲ့ Sasco ကတော့အဆင်ပြေဆိုပြီးခွိုင်းလုံးကတော့ စင်မစင်မကြီးဘူးเนาะငါပုံဒီမှာကြတော့ file လုံးဝင်အားသာချက်ကိုကိုန်တီးရတိတိတဲ့ခါမှာကိုန်တီးရအဲ့ပုံစံနဲ့သူကစားခိုင်းတယ် file လုံးစီဘောလုံးကိုရောက်အောင်ပို့ခိုင်းတယ်ပေါ့နော်ပို့ပြီးတော့ file လုံးကိုပြေးထွက်လာပဲဖြစ်ဖြစ် file လုံးဘောလုံးရောက်သွားလို့ကင်ထားတယ်ဆိုရင်တော့မသူနီးနီးနားမှာကတွဲကြကစားရမှရှိနေတာကိုလည်းကျွန်တော်မြင်ရပြန်တယ်ပေါ့နော်အဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့သူကိုရန်ကလည်းဘယ်လိုပြောမလဲအထာပို့ပြီးတော့တိလာတယ်အကယ်၍သူနေဘလို့မှတိုးလို့မရတော့ဆိုသူလှဲချတယ်အဲ့လိုဖောင်းယူလိုက်တယ်ပေါ့နော် ဲ့လိုအဲ့လိုအခြေအနေမျိုးဖြစ်လာတဲ့အခါမှာဒီ why လန်ရဲ့ကစားပုံကပို့ပြီးတော့ effective ဖြစ်လာတယ်လို့ကျွန်တော်ကတော့မြင်တယ်ဗောနဒီနေရာမှာကျွန်တော်ကဒီ deep brain တို့ lead အဆင့်တန်းတို့လည်းစာရင်သူဖမနေရာမှာကျွန်တော်ကွန်တီရဲ့ပညာကိုပို့ပြီးတော့ကျွန်တော်က appreciate လုပ်ချင်တယ်ဗောနကွန်တီကသူကြိုက်တဲ့ကစားသမားသူခေါ်စေချင်တဲ့ကစားသမားကိုသူကအဆင်ပြေရဲ့ဧကစားမှာသူရောက်သွားပြီဆိုရင်ဧကစားသမားကအဆင်ပြေကိုပြီးရဲ့ဆိုရင်ပုံစံမျိုးဟုတ်ပါတယ်နောက်ကျတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ပြီးခဲ့ကြတဲ့ဒီကလည်း Napoli မှာဒီ Lukaku က ဟိုလေအဆင်ပြေခဲ့လို့ကျွန်တော်မြင်ရမှာနော်။ तू ကြိတ်တဲ့ကစားသမားဆိုတော့ तू ကဒီအဆင်ပြေလို့ပြီးရဲဆိုတဲ့ပုံစံမျိုးကွန်တီမှာရှိရပါတော့။ကွန်တီပြီးပါပဲကျွန်တော်ကတော့ဒီ brand ကြောက်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဗျ။ဟုတ်ကဲ့ပါ။အာဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဘောလုံးပွဲတစ်ပွဲမှာကလူ17ယောက်စီကစားရတယ်နီးပြရဲ့တုံတင်မှုကိုလည်းကြည်ရတယ်ဒီဟာအားလုံးဒစိတဝမ်းနဲ့ဖြစ်သွားမှာအတင်းကောင်းတင်းဖြစ်တယ်ပေါ့နော်မှန်ပါတယ်ဒါညီလေးပြောသလိုပဲကွန်တီကစီးဆင်းလာတဲ့ဒီမြက်လက်တက်တွေကအားလုံးအဆုံးသက်ကဂိုးရရှိရေးမှာတွားပြီးတော့ ါတော့စုပြုံကြရတယ်ပေါ့နော်တကယ်မှန်ကန်ပါတယ်နီးပြလည်းတကယ်ကောင်းမွန်တဲ့ကစားသမားတွေရဲ့အခြေသွေးရလည်းကောင်းမွန်တယ်တော့ရေခံအသင့်ကြာအသင့်ဖြစ်သွားခဲ့တယ်ပေါ့နော်အဲဒီနေရာမှာတော့ပိုင်လိုင်းဝန်ခံထားတာတခုတော့ရှိတယ်ဒါနီးပြပြီးသွားတော့ကစားသမားအချင်းချင်းအပေါ်မှာပေါ့နော်အဘာပြောလဲဆိုတော့ဒီ brand ကို तू ကဘာပြောလဲဆိုတော့ဒီ brand ကတဲ့တကယ်ကိုဂန်ဝင်ကစားသမားပေါ့နော်အဲသူစီဘောလုံးရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်အတွက်ကတော့အရာရာအလုံးအေးဆေးဆေးဖြစ်တယ်ပေါ့ကျွန်တော်အတွက်နေရာလေးရှာပြီးတော့ယူယုံမယ်ကျန်တာက ဘောလုံးရောက်လာမယ်ကျွန်တော်ကန်သွင်းရုံမဲဆိုပြီးတော့သူကပြောတယ်ဂျေဆုလည်းအထူးတင်တယ်လို့ပြောပြောမှာပေါ့လက်ရှိမှာသူတို့နှစ်ယောက်ကတကယ့်ကိုအချိန်ဆက်မိနေခဲ့တာအောင်နော်ဟုတ်ပါရဲ့အဲနောက်ပြီး point လမ်းမှာပြဿနာတစ်ခုရှိသေးတယ်ဒီ brain ကတော့ပွဲတိုင်းလိုလိုမှာသူ့ရဲ့ rating တက်မှတ်ချက်က7.1လောက်အနေဆုံးရှိတယ်ဒါပေမဲ့ဒီ brain ကကြတော့6.4လောက်ထိကိုတစ်ခါလေကျရင်ဆင်းသွားတဲ့အပိုင်းတွေရှိတယ်အဲ့တော့ဒီ brain ပါတဲ့ပွဲတွေဆိုလို့ရှိရင်အရှိမှာရှိနေတဲ့ white line ကကိုရဖို့အတွက်မျောလင်းခွင့်အများကြီးရှိပေမဲ့သူမပါတဲ့အပိုင်းတွေကြလို့ရှိရင် ညီလေးခုနကပြောသူတယောက်တည်းပို့ပြီးရုံးကန်ရတဲ့အပိုင်းတွေကျွန်တော်တို့ဒါ CDC ပွဲတွေမှာမြင်နေရတယ်ဆိုတော့ဘာဖြစ်ဖြစ်ဒီပိုင်းအတွက်တော့ဒါ CDC ပြန်ရောက်လာတဲ့အချိန်မှာနေပဲအစ်စ်ဆိုပေမဲ့ white land အတွက်ကိုသူအထောက်ကူကောင်းကောင်းပြုတ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ဟိုအသီးပွင့်အစ်စ်တွေပေါ့ continue အတွက်အရန်အသင့်ပေါ့နော်ဒါဘာဖြစ်လက်ရှိ CDC champion လည်းဖြစ်တယ်ဆိုတော့ဒါကိုဆက်ထိန်းဖို့အတွက်များ ကောင်းကွက်များဖြစ်လာမလားပေါ့နော်။ဝိုင်လန်းလည်းကျွန်တော်တို့ကျင်းရဲတဲ့ဒီဘရိုင်းနာကိုလည်းကျွန်တော်လည်းဒီကနေပြီးတော့ဟိုနောက်ထပ်အသက်40လောက်အထိပေါ့လေနော်။မိုဒရက်တို့လိုမျိုးအထိတက်ရှည်စွာနဲ့ကစားနိုင်ပါစေလို့ပဲကျွန်တော်လည်းဆုတောင်းချင်တယ်ဗျာ။အရင်ကမှကဒီဘရိုင်းနာပြောလို့ပေါ့နော်။ဒီဘရိုင်းကစားပုံကိုပြန်ပြီးကြည့်မယ်ဆိုရင် तू ကသူ့ရှိကတက်ဆက်ပုံကိုလှုပ်ပေးမယ်ဆိုတဲ့သွေးမျိုးကအမြဲအသားကြတာတဲ့ပုံစံမျိုးပေါ့နော်။ဘလိုပြောရမလဲတခြားလူတွေပေးစရာရှိရဲဆိုရင်တော့မှသူကဒီ deep brand ကတက်ဆင်မှုကိုပဲအရင်ကြည့်ရဲ။နာပိုလီမှာဆိုလဲဟွိုင်းလုံကိုအရင်ကြည့်ရဲပေါ့နော်။ ဟွိုင်းလုံးကသူ့ရဲ့ first option ပဲဒီနေ့မှသူဟွိုင်းလုံးကိုပဲပေးမယ်ပေါ့နော်ဒီဘယ်လိုပဲဖြစ်တခြားလူလွတ်နေတယ်ဆိုရင်တော့ဟွိုင်းလုံးကိုသူကအရင်ဆုံးကြည့်ပြီးတော့ပေးတာမျိုးပေါ့နော်ညှိုးပေးတဲ့အလုံးနေရတဲ့ဒီနှောထိုးပေးရရှိမယ်ဘောက်ဆွဲကို crossing ပေးရရှိမယ်အစုံပေါ့နော်သူ့ပုံစံတိုင်းသူကစားလေးရှိရပေါ့နော်ဒီနာပိုလီမှာကျတော့ဘာလိုအပ်ချက်ရှိနေရလဲဆိုတော့ဒီ first better face ပေါ့နော်ဒီကစားပုံတည်တဲ့အပိုင်းပေါ့စာပြီးဖွင့်တဲ့အပိုင်းမှာလည်းနည်းနည်းအားနဲ့ကျရှိရဟုတ်တယ်ဒီ brand ဝင်လာတဲ့အချိန်ကျရင်တော့ဒီ brand အစ်တောင်ပွဲကိုယူရဲသူကဘောလုံးကိုတဲသွားပြီးတော့သူလိုက်ပြီးကစားကွက်ကိုဆင်ပြီးရပေါ့နော် ီနာပိုလီမှာကျတော့ဒီ brand ပါလာတဲ့ခါမျိုးဆိုပို့ပြီးတော့ကစားပုံပို့ပြီးစီးရပေါ့ပြန်ဘက်ကိုပြေးစီးပြီးတော့ကစားနိုင်ဆိုရင်ရှိရပေါ့နော်ဒီချိန်မှာကျွန်တော်တို့ဒီဒီ brand နာအဆင်မပြေတော့ဘူးဆိုရင်တော့ခွိုင်းလုံးလည်းခက်ခဲသွားမယ်ဆိုလည်းပုံစံမျိုးလေးတော့ကျွန်တော်တို့ရှိရဒါပေမဲ့ quantity နဲ့ပြန်ပြီးချိန်မယ်ဆိုရင်တော့ quantity ကတော့ဘောလုံးရပြီဆိုရင်တော့ cross in ပေါ့နော်ဘောက်ဆဲကိုရအောင်ထည့်လိရှိရဘောက်ဆဲမှာလည်းခွိုင်းလုံးအပြင်တော်မီနီရလည်းရှိနေတော့ goal ကတော့ရမှာပဲတရားမိုးတရားနဲ့ထိပြီးတော့ goal ရမယ်ဆိုပုံစံမျိုးကိုကိုကြီးကသွားတဲ့ခါမျိုးကြတော့ ဒီအနေထားကတော့ဒီ while လို့တော်တော်လေးကိုမှအဆင်ပြေစေလို့တော့မြင်နေပါတော့ကစားမတွေကသူနဲ့ live ဖတ်တဲ့အတင်းမှာတော့အဆင်ပြေကြတာပါပဲဟုတ်ပါတယ် live ဖတ်တဲ့အတင်းမှာဆိုတော့ဘလို့တွေနေအဆင်မပြေဘူးပေါ့ဒါမျိုးတွေတော့ကျွန်တော်ကတော့ပြောနေတယ်ပေါ့နော်အဓိကတော့ဒီ premier league နဲ့ series ကြားမှာလေဒီနောက်တန်းကစားပုံနဲ့အတင်းလိုက်ကစားပုံက quarter ချက်လေးတွေတော့ရှိတယ်မှန်ပဲဒီနောက်တော့ခလူရလည်းအရန်ကိုမာတယ်ပြီးတော့ဘောလုံးကင်တိုင်းကြိုင်ကြတော့ဝင်လုံးပေါ်ရတယ်အဆင်သက်ရှိတယ်ဒါကိုလည်းဒီ ပြင်းပြလေးကိုပုံမှန်ကြည့်ပြရလို့တိကျပါလိမ့်မယ်ဒီကစားပုံအရန်ကိုမြန်မြ present အရန်ကောင်းလို့တဲ့ခါမှာဆိုတော့တောင်းတောင်းကစားရမှကဒါကိုကြော်ဖြတ်ဖို့တော့မဖြစ်နိုင်ဘူးဇက်စီဆိုလဲဆွဆာချင်းမှာတစ်စီးရလာတဲ့ခါမှာထခဲ့တာမျိုးရှိတယ်ဗောနောနောက်ပိုင်းကမှအသားကြောက်အောင်မှာအဆင်ပြေသွားတာမှာဒီလိုမျိုးဗောနောအဲ့လိုခွိုင်းလွယ်ပြေကုန်ကစားပုံကဒီပြင်းပြလေးနဲ့တိတ်မလိုက်ဖက်တဲ့ဆိုတော့ကျွန်တော်တို့မြင်နေဗောနောဒါရောက်လဲသူအဆင်မပြေခဲ့တာတော့ကျွန်တော်တို့ထင်တယ်ဒီရီမှာသူဆင်ပြေတယ်။နာပိုလီမှာသူဆင်ပြေတယ်။ချန်ပီယံလိမှာသူဂိုးတွေတွင်းတယ်။ဒါတွေကိုကျွန်တော်ကတော့လီးစင်တောင်းတော့ကျွန်တော်ပုံမချခြင်းဘူး။ မီးပြကွန်တီနဲ့ဒီဘရိုင်းနာကြောင့်ပေါ့နော်ဟုတ်ပါတယ်ဒါကြောင့်လို့သူကိုယ်တွေရနိုင်ရလို့တော့ကျွန်တော်ကတော့ထပ်ပြီးတော့ပြောချင်ပါတယ်ဟုတ်ပါတယ်အမြင်တူတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ပြပြသွားတဲ့အကြောင်းအရာကတော့ဝိုင်းလုံးဘာကြောင့်ကိုသိနေလဲဆိုတဲ့အကြောင်းအရာကိုဆွေးနွေးသွားတာပဲဖြစ်ပါတယ်ဆိုတော့ YouTube ပြလာတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့် The Premise Boy ရဲ့အားသာစီစဉ်မှာပရိသတ်တွေနဲ့ပြန်လည်ဆွေးနွေးကြပါသေးတယ်ဗျာ။